ကောင်းပြီမက်ကင်၈ပါးဆိုတာလေးကိုအချင်းညွတ်ပြောဗမာလူပြောရင်လွယ်တယ်ဗမာလူလေးတွင်ရိုးရိုးစဉ်းစားကြည့်လိုက်တမ္မာဒိဋ္ဌိဆိုတာအမှန်ကန်သိတာဘာကိုအမှန်ကန်သိတာတုံးလို့ဆိုတော့အမှန်တရား၄ချက်ကိုအမှန်သိတာအမှန်တရား၄ချက်ဆိုတာဘာလို့ရမယ်ဆိုတာသိတာရှင်းရှင်းပြန်ဘာလို့ရမယ်ဆိုတာသိတာပဲเนาะဘာကိုသိတာလဲဆိုရင်ဒီအမှန်ကန် ကိုယ့်ရဲ့ဘဝအမှန်ကန်သိဒီလိုဆုံးလို့တာပေါ့အဲအစင်းစင်ပြောင်းမဲ့ဆိုရင်လုံတဲ့နာနဲ့မလုံတဲ့နာသိတာလဲတမ္မာဒိဋ္ဌိကုသိုလ်အကုသိုလ်ခွဲခြားသိတာလဲတမ္မာဒိဋ္ဌိကံတာလင်ကိုယ်ပိုင်ဥစ္စာလို့သိတာလဲတမ္မာဒိဋ္ဌိပဲနောက်ဆုံးကြတော့အေးဒုယထာတာအလုံးဒုက္ခဒီဒုက္ခဘာကြောင့်ရတာတော့တဏှာကြောင့်ရတာဒုက္ခသမှုတွေရဒီဒုက္ခတွေချုပ်ငိမ့်တဲ့နေရာ ရှိသလားရှိတယ်ဘယ်တော့မှမဖြစ်ဘဲနဲ့ချုပ်ငိမ့်သွားနိုင်တဲ့နေရာဒုက္ခနိရောဓနိဗ္ဗာန် ဒါဖြင့်အဲ့ဒီခြုံငိမ့်ခြင်းတို့ရောက်စေနိုင်တဲ့အကျင့်တရားရောရှိလားရှိတယ်မေဃသစ္စာ ဟောဒီ၄ခုကို ပိုင်းပိုင်းခြားခြားသိသွားတဲ့အသည့်ကိုသမာဓိဋ္ဌိလို့ခေါ်တာနော်အဲ့ဒါကို အမှန်မြင်တယ်လို့ခေါ်တာဒီလို အမှန်မမြင်လို့ရှိရင်ဒီ၄ချက်နဲ့လှည့်လို့မရဘူးဒါကိုသစ္စာ၄ပါးကိုမြင်တယ်လို့ပြောတာကိုလောရမဲ့အလုံးဟာဘာလောရမလဲဆိုတာဒီလိုအမှန်မြင်တာ ကဲအဲ့ဒီလိုတမ္မာဒိဋ္ဌိက အမှန်မြင်သွားပြီတမ္မာဆိုတာမှန်မှန်ကန်ကန်ဒိဋ္ဌိဆိုတာမြင်ခြင်းတခြားနေရာမှာဒိဋ္ဌိဆိုတာမှားယွင်းတဲ့အမြင်ကိုပြောတာဒီနေရာမှာတမ္မာဆိုတာပါဠိအတွက်ကြောင့်မှားယွင်းတဲ့အမြင်မဟုတ်ဘူးအမှန်မြင်တာတဲ့ပြဿနာတစ်ခုတောင်မှအမှန်မမြင်ဘူးဆိုရင်ဖြေရှင်းလို့ရပါမလားမရပါဘူးမရဘူးပြဿနာတစ်ခုတောင်အမှန်မြင်ရတယ်အဲ့ဒါကြောင့်မို့လို့ဒီအမှန်မြင်မှုဆိုတာအမှန်တမ်းအရေးကြီးတယ် ဒါဖြင့်အမှန်မြင်မှုအတွက်ကဘာအရေးကြီးလို့ဆိုအမှန်တွေးတတ်ဖို့အရေးကြီးပြန်။ဒါကြောင့်ဟိုတမ္မာဒိဋ္ဌိပြီးတော့မြတ်စွာဘုရားတမ္မာသင်္ကပ္ပကိုဟောတာ။တမ္မာသင်္ကပ္ပဆိုတာမှန်မှန်ကန်ကန်တွေးတာမှန်မှန်ကန်ကန်တွေးနိုင်မှမှန်မှန်ကန်ကန်မြင်မယ်တဲ့။ဟုတ်ပြီ။ဒါဖြင့်တမ္မာသင်္ကပ္ပပြီးတော့တမ္မာဝါစာလို့ဘာလို့မြတ်စွာဘုရားကဆက်ပြီးတော့ခေါ်ပြန်တာတော့မဲခင်ရှိပါလောကလူတွေဟာ စကားပြောတော့မယ်ဆိုရင်မတွေးပဲပြောတာလားတွေးပြီးမှပြောတာလားတွေးပြီးမှပြောတာပါဆင်စားဆင်ញင်ပြီးတော့မှစကားတစ်ခုပြောကြတာလေအယေစဘာပြောမယ်ဆိုတာကိုတွေးတာပဲအဲ့ဒါကြောင့်မို့တမ္မာသင်္ကပ္ပအတွေးပြီးတဲ့အခါလူတွေကစကားပြောတာမို့တမ္မာဝါစာနဲ့ကတ်ထားတာတွေးပြီးမှပြောတယ်ကဲပြောပြီးရင်ဘာလုပ်တော့ဆိုပြောပြီးလုပ်တယ်လေပါးစပ်ကပြောတယ်လက်ကလုပ်တယ်တမ္မာဝါစာပြီးတော့တမ္မာကမ္မတဒီလို အဆက်ဆက်မရှိပဲဟောတာမဟုတ်ဘူးဆက်ဆက်ရှိတယ်နော်ကဲတွေးပြီးတော့လှုပ်တယ်ပြောတယ်ပြောပြီးရင်လှုပ်တယ်လှုပ်တဲ့အခါမှာ အပြောကလည်းမှန်တယ်အလုတ်ကလည်းမှန်တယ်ဆိုလို့ရှိရင်အပြောလူတွေနေ့စဉ်အသက်မွေးဝမ်းကြောင်းလှုပ်နေတာအပြောနဲ့အလုတ်ဒီနှစ်ခုနဲ့လှုပ်နေကြတာပြောပြီးသမင်းစားတဲ့လူတွေရောမရှိဘူးလားရှိပါဘူးအပြောနဲ့စားနေကြတာနော်အပြောနဲ့စားနေတာရှိတယ်အလုတ်နဲ့စားတာရှိတယ်အဲ့တော့ အပြောတွေအလုပ်တွေကမှန်ကန်မယ်ဆိုရင်သူ့ရဲ့အသက်မွေးမှုကလည်းမှန်ကန်တယ်။အပြောလုပ်မှားပြီဆိုလို့ရှိရင်အသက်မွေးမှုကလည်းမှားတယ်လို့ဒီလိုပြောတာ။အဲ့တော့အပြောလုပ်နဲ့ဆက်ဆက်ပြီးတော့အသက်ဝေးမွေးဝမ်းကြောင်းဖြစ်တာဖြစ်သောကြောင့်တမာကမ္မန္တပြီးတော့တမာအာစီဝါလို့ဒီလိုခေါ်တာ။တကယ်တော့ဒီသုံးခုကသီလပိုင်းနဲ့သက်ဆိုင်တယ်။ဝိပဿနာကျင့်နေရင်သူတို့ကအထောက်အကူပြုတဲ့အနေထားပဲရှိ။အထောက်အကူဆိုတာလည်းရှိရတယ်သူက။နော်။ လက်တွေ့ပါဝင်ဆောင်ရွက်နေတာရှိသလိုအထောက်ကူအခုဒီဓမ္မပိမာညီဘောတက်လာတဲ့အခါမှာအဓိကကဘသူတွေစွမ်းဆောင်လာတော့ဆိုမျက်လုံးနဲ့မျက်လုံးက ကြည့်ပေးပြီးတော့ခြေထောက်ကလှမ်းလာတာသို့တော့လက်တွေဘာတွေကနေခန္ဓာကိုယ်ကြီးလဲမတော့အောင်ထိမ့်မထားဘူးဆိုလို့ရှိရင်ရောက်ပါမလားရောက်ပါပါဘုရားအဲ့ဒါအထောက်အကူပဲဟုတ်ကဲ့အထောက်အကူဒါကိုယ်ထဲတွင်ပြောတာဒီလေကားတွေကလည်းအထောက်အကူပြုတာပဲ လေကားမရှိရင်လည်းဒီဘောရောက်မှာမဟုတ်ဘူးလေဒီလိုဆွလို့တာဘေးအရာပဲဖြစ်ဖြစ်လက်တွေ့နဲ့အမှန်တမ်းကိုက်တယ်ပေါ့ကဲကောင်းပြီအသက်မွေးမှုမှန်ပြီဆိုတဲ့အခါမှာပြင်းနေတဲ့လူတွေမှာမှန်နိုင်မှုဒါကြောင့်မို့တမ္မာ အာစီဝပြီးတော့တမ္မာဝါယာမတဲ့မှန်ကန်ကန်ကြိုးစားအထုတ်မှုရှိရကြိုးစားအထုတ်ပြီဆိုတဲ့အခါမှာတတိထားရမယ်လွဲမသွားနိုင်တယ်ဒါကြောင့်မို့တတိထားတော့တမ္မာဝါယာမပြီးတော့တမ္မာတတိတဲ့ အေးလုတ်ပြီဆိုတဲ့အခါတတိယသလိုပဲစိတ်ကတည်ငြိမ်မှုလဲလူသေးတယ်ဆိုတမ္မာသမာဓိပေါင်းလိုက်ရင်မြတ်စွာဘုရားဟောတာလူလေသေးမရှိဘူးဒါနိဗ္ဗာန်သွားဖို့အတွက်လုံလောက်တယ်ဒီစွမ်းအားတွေဟာအမှန်မြင်တယ်ဆိုတာအတိညာအမှန်တွေးတယ်ဆိုတာတမ္မာသင်္ကပ္ပသင်္ကပ္ပနော်လူတွေရဲ့စိတ်ထဲမှာဖြစ်တဲ့အရာတွေကြီးပဲဒါဝါယမဆိုတာလုံလဝီရိယတတိဆိုတာအာယုန်နဲ့စိတ်နဲ့ဆက်ဆက်ပေးနေတဲ့အရာ တတိဆိုတာစိတ်လေးအာယုံပေါ်မှာငြိမ်သက်နေတဲ့ဆုစည်းပေးတာစိတ်တွေအားလုံးဆုစည်းပေးမှစွမ်းအားဆိုတာရတာလေဟိုတခြားဒီတခြားဆိုလို့ရှင်စွမ်းအားမပြည့်ဘူးမဟုတ်လားတမတမာတိဆိုတာဆုစည်းပေးတဲ့အတိပ္ပယ်ကိုပြောတာရင်မှုကြပါလိမ့်မယ်ဗမာပြည်မှာမှန်ဘလူးလို့ခေါ်တယ်နော်မှန်ဘလူးလို့ခေါ်တယ်အဲ့ဒီမှန်ဘလူးနဲ့နေအောင်ကြီးတွေကိုဆွဲပြီးတော့နော် စုလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီနေအောင်ကြီးကမီးလောင်စေတယ်ပေါ့အဲ့ဒီလိုစုပေးလို့သေးသေးလေးထိအောင်စုနိုင်လို့ရှိရင် စက်ကူတွေပါတယ်ကိုမီးရှို့ငငယ်တော့ကစားခဲ့တာမျိုးတွေဒါမျိုးမှန်မလူနဲ့နေအောင်ကြီးကိုဆွဲယူပြီးတော့မီးရှို့စုစီစုလိုက်ရင်အားဖြစ်သွားတာနော်စုစီးလိုက်ရင်အားဖြစ်သွားတယ်စုမစုစီးနိုင်ဘူးဆိုရင်အားမရှိဘူးဘယ်အရာပဲဖြစ်ဖြစ်စုစီးလိုက်ရင်အားရှိသွားတယ်နော်အလုံးစုစီးထား ဲ့ဒါကိုသမ္မာသမာဓိလို့ခေါ်တယ်။ကဲပေါင်းလိုက်တဲ့အခါကျတော့ဒီရှစ်ခုနဲ့ဖွဲ့စည်းထားတာကိုမက်ခ။အဲ့ဒီမက်ခရဲ့အစိတ်အပိုင်းတွေကိုမက်ခင်ကမက်ခင်လို့ဒီလိုခေါ်တာ။ပမာပြေမသုံးတယ်မဟုတ်လား။မက်ခင်ရိတ်တာတို့ဘာတို့မက်ခင်ဆိုတာဒါပြောတာဒီထက်တစ်ခုစီတစ်ခုစီကိုမက်ခင်လို့ခေါ်တာနော်။ဒီအစိတ်အပိုင်းတွေအကုန်ပေါင်းစပ်လိုက်မှစွမ်းအားဆိုတာဖြစ်တာ။တိပြမကြည့်နဲ့လေကားဘိန်းဖြုတ်ထားမယ်အင်ဂျင်ဖြုတ်ထားမယ်မောင်းလို့ရပါမလား။ အကုလုံးပါမှနော်ဒီထဲမှာကားမှာအကုန်လုံးပါသေးတယ်ဒါပေမဲ့မောင်းတဲ့ဒရိုင်ဘာမရှိဘူးဆိုရင်ကားသွားပါမလားသွားဘူးတခုအကုန်ပါရမှာအားလုံးဟာ equally important equally function တဏီတဲ့ဆောင်ရွက်သွားကြတာအဲ့ဒါကြောင့်မို့လို့မဂ်ကင်ရှင်းပါ